ထိုင်းနိုင်ငံမှာအွန်လိုင်းကနေလေလံမှုတွေကျွလွန်နေလို့တန်တရားရှိတဲ့တရုတ်နိုင်ငံသားတွေကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဒီအမှုမှာကမ်ဘောဒီးယားအထက်လွှတ်တော်အမတ်တအူးပါပါဝင်ပတ်သက်နေရလို့ဆွေးချက်တွေထွက်ပေါ်လာပါတယ်။ဘန်ကောက်မြို့က စီကီလိုက်တာဝါကော်တိုမီနီယံကိုဝန်ရောက်စီးနင်းရမှာတရုတ်နိုင်ငံသား၄ဦးကိုဖမ်းဆီးခဲ့တာပါသူတို့စီကနေဗီဒီယိုပြုပြင်တဲ့ကွန်ပျူတာတွေကမ်ဘောဒီးယားငွေကြေးအကြောင်းဝယ်မှတ်တမ်းတွေပါတဲ့ laptop တွေနဲ့ mobile phone အလုံး60ကိုတင်စီရရှိခဲ့ပါတယ်။ ကျေးချက်တွေအရဒီလူတွေကို Telegram ကနေငရမလဲမှုအဖွဲ့အစည်းတွေအတွက်အလုပ်လုပ်နေတာလို့ဝန်ခံခဲ့ကြပါတယ်အရင်ကဒီအဖွဲ့ဟာကမ်ဘောဒီးယားနဲ့မလေးရှားမှာလှုပ်ရှားခဲ့ဘူးတယ်လို့ယူဆရပါတယ်။ဘရုအလုံးကိုနေပြည်တော်ပြစ်မှုနဲ့မူရီဆေးဝါလက်ဝဲတရှိမှုတွေနဲ့ဆွဆွဲချက်တင်တာပါပဲ။ 一个月可以拿多少钱？你做这个生意的。ဤဘုန်းနဲ့ဆက်ဆက်ပြီးစိုက်ဘာမိုကင်းစုံစမ်းရင်းဘီရိုနဲ့ဝေကြီးခဝချမှုတက်တဲ့ရုံတို့ဟာဘန်ကောက်နဲ့ထရက်ခရိုင်ကနေရ36နေရကိုပူးပေါင်းစီးနင်းခဲ့ပါတယ်။ဂီနီးယားတွေဟာကမ္ဘောဒီးယားအထက်လွတ်တော်အမတ်လီယွန်ဖက်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆက်ဆက်နေခဲ့လို့ယူဆရပါတယ်။စုံစမ်းစစ်ဆေးမှုတွေကိုအဆိုပါပိုင်ဆိုင်မှုတွေဟာတရုတ်ဥဆောင်တဲ့ကြီးမားတဲ့ငွေကြေးခဝချမှုကွန်ရက်ကြီးနဲ့ ဆက်ဆက်နေတယ်လို့ဖော်ထုတ်တိုင်းခဲ့ပါတယ်။ရဲတပ်ဖွဲ့ကလီယွန်ဖက်အပါဝင်နာဝူအတွက်ဖန်ဝင်ရထုတ်လိုက်ပြီဖြစ်ပါတယ်။